လူကြိုက်တာနဲ့ခွေးကြိုက်တာဘယ်ဟာပေါ်ပြီးတော့အနေရများလဲအားလုံးပဲမိကလာပါရှင်ကျွန်တော်ရဲ့ page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့လူကြိုက်တာနဲ့ခွေးကြိုက်တာဘယ်ဟာပေါ်ပြီးတော့အနေရများသလဲဆိုတာကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးသွားကြပါဦးနော်ပရိသတ်ကြီးရေခွေးတွေကြောင်းတွေစတဲ့တိရစ္ဆာန်တွေကိုရင်အနေရရှိတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ကြပါမယ်လူကြိုက်ခင်ရရဲ့အနေရရှိလို့လား ဟုတ်ရောဟုတ်လို့လားဆိုရဲမေကုန်နဲ့ပြိတ္တကြီးတွေရဲ့ကောင်းတဲ့ကိုဝင်လာပါလိမ့်မယ်။ဟုတ်ပါတယ်။လိုကိုက်ခံရတာကခွေးကိုက်ခံရတာထက်ပိုပြီးတော့အန္တရာယ်ရှိပါတယ်။ဘလောက်တော့အန္တရာယ်ရှိတာလဲဆိုတာကိုအခုပဲမျှဝေပေးလိုက်ပါမယ်။လိုကိုက်ခံရရင်ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကိုပြိတ္တကြီးတို့သိပါသလား။ကြည့်လိုက်ရင်တော့တာမန်ဘဲလို့ထင်ရပေမဲ့ဒါကတကယ်ကိုတုံ့လောက်စရာကောင်းပါတယ်။ဒီလိုအကိုက်ခံရနိုင်တဲ့အကြောင်းရင်းတွေကအမျိုးမျိုးရှိနိုင်ပါတယ်။ဥပမာအသံရလို့ကိုက်လိုက်တာမျိုး ။ဒါမှမဟုတ်အချင်းချင်းရံဖြစ်ချလို့လက်ကိုဖန်ဆွဲပြီးကိုက်လိုက်တာမျိုး။သမီးရီစာချင်းချင်းစားတော့ချီဆဲလို့ကိုက်လိုက်တာမျိုးစသဖြင့်အချင်းချင်းမျိုးမျိုးရှိနိုင်ပါတယ်။ဒီနေရာမှာပြောချင်တာကရွေချက်ရှိရှိကိုက်တာပဲဖြစ်စေမတော်တဆထိမိတာပဲဖြစ်စေသင်ရဲ့ရေပြားက အခြားသူရဲ့သွားရည်နဲ့ထိတွေ့မိလိုက်တဲ့ဆိုကြတဲ့ကဒါလူကိုက်ခံရခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာကျမတို့အနေနဲ့တတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့အပေါ်မှာပြောခဲ့သလိုကလေးငယ်လေးတွေကိုတွေ့တဲ့အခါမှာတချို့လူတွေကအသေးရပြီးတော့ကြိုက်တတ်ကြပါတယ်။ဒီလိုလှုပ်ခြင်းကကလေးငယ်တွေအတွက်မကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးမိဘတွေအနေနဲ့ဓာတ်ကိုသတိထားတဲ့သလိုကျမတို့အနေနဲ့ကလည်းတတ်နိုင်ဆုံးရှောင်ရှားတင်ပါတယ်။ကျမတို့လူသားတွေရဲ့ပတ်သက်ထဲမှာဘက်တီးရီးယားပိုးပေါင်းများစွာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုက်ခံရတဲ့ဒဏ်ရာကအခြေပြားကိုဖောက်ထွင်းပြီးတော့အသားတွေအထိနှစ်ဝင်သွားမယ်ဆိုရင်တော့ဒါဟာတကယ်ကိုအန္တရာယ်ရှိတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဒဏ်ရာထဲမှာပိုးဝင်တာမျိုးဖြစ်နိုင်လို့ပါပိုးဝင်တာဟုတ်မဟုတ်ဘလို့သိနိုင်မလဲဆိုရင်တော့အချင်းကြောင်လာတာနဲ့မျှဒဏ်ရာဟာစက်မသွားပဲနဲ့ပိုပြီးတော့ကိုနာကျင်လာမယ်ဆိုလို့ကတော့ပြိတ္တကြီးတွေးမနေပါနဲ့တော့ရှင်ဒါဟာပိုးဝင်နေတာအသေးချပါပဲနောက်ပြီးတဖြည်းဖြည်းနဲ့ဒဏ်ရာပေါ်မှာအရေးကြီးပွေ ထလာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပော့ပော့လေးတွေးပြီးဒီတိုင်းမနေသင့်တော့ပါဘူးရှင်ဒီလိုဖြစ်လာပြီဆိုရင်တော့နိစ္စရာစိတ်ရောစိတ်ကံတွေကိုအမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးသွားဖို့သာပြင်လိုက်ကြပါတော့ပြိတ္တကြီးတို့ရဲ့ တကယ်လို့ဂျန်ရကအလောက်မပြင်းထန်ဘူးဆိုရင်အိမ်မှာပဲနေပြီးဘလို့ရီလှုပ်ဆောင်တင်းတယ်လဲဆိုတာမျှဝေပေးချင်ပါတယ်ကိုက်ခံရတဲ့တရားကအရှိပြပေါ်မှာပဲရှက်ထိတယ်ဆိုရင်တရားကိုပထမဆုံးရေးဆေးပေးပါ။သွေးထွက်နေရင်လည်းအဝတ်တတတစ်ခုနဲ့သွေးကိုအရင်တက်အောင်တုပ်ပါ။အရေးတကြီးသိရမှာကတရားကဘလို့ပဲသိသိမပေါ်ဆချက်ပါနဲ့ရှင်။လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မိခင်ကောက်ွယ်စေတယ်။တခြားပိုးသက်စေတွေထိုးထားသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ပြိသက်ကြီးတို့ကိုတရိပ်ပေးချင်တာကတော့လူကြိုက်တာကခွေးကြိုက်တာထက်ပိုဆိုးပါတယ်။ဒါကြောင့်မို့အားလုံးပဲကိုပဝင်ချင်းမှာကြိုက်တတ်တဲ့လူတွေရှိရင်ဝေးဝေးသာရှောင်နေလိုက်ကြပါတော့နော်။ဒီနေ့ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့နောက်နေ့ဒီမှာလဲဒီလိုလူမသိကြတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like follow လုပ်ပြီးစောင့်ကြည့်ပေးကြပါအောင်ပြိသက်ကြီးတို့ရေ။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။